တာကဲရူကတော့သူကစားသမားဘောကနားမယူခင်မှာဖိုက်တာကောင်း၂ယောက်နဲ့ကျွန်တော်ကောင်းကောင်းမူပွဲကြီးပွဲကောင်းကစားချင်ပါသေးတယ်တဲ့အဲ့ဒီလူ၂ယောက်ကတော့မြန်မာဖိုက်တာနဲ့ထိုင်းဖိုက်တာဖြစ်ပါတယ်ထိုင်းဖိုက်တာမှာဆိုရင်ရော့တန်ဖြစ်တယ်လို့မြန်မာဖိုက်တာမှာဆိုရင်တမနိယူသားဖြစ်တဲ့တမနိလိုမာကျော်တဲ့စိုးလင်းဦးဖြစ်ပါတယ်သူ့ညောင်နဲ့ကျွန်တော်ပွဲကြီးပွဲကောင်းကစားပြီးမှကျွန်တော်အားယူသွားပါမှာ အနားယူသွားမယ်ဆိုပြီးတော့ခုလိုပြောကြားသွားပါတယ်။တခဲရုကလွန်ခဲ့တဲ့ရက်က173ပွဲစဉ်မှာဒါနစ်ကိုရင်ဆိုင်သွားပုံကတခဲကိုကောင်းလွန်ပါတယ်။ One Championship ကိုရောက်ကြတဲ့ကနေစူပါလက်နဲ့ရော့ထန်တို့နဲ့တွေ့ပြီးတန့်စင်ကိုပဲနိုင်သေးတယ်။ Tie Fighter နဲ့ရောက်ဖြစ်တဲ့စူပါလက်နဲ့ရော့ထန်စီမှာသူရှုံးသွားပါတယ်။တခဲရုရဲ့အနေထားက K1 Champion ဆိုတာတော့ကနေတော့ပါဘူး။ဒါပေမဲ့သူတွေ့ခဲ့တဲ့ fighter တွေက Super Lat နဲ့ Rotan တို့ဖြစ်နေတော့လဲရှုံးဖို့ကလည်းထိုက်တန်ပါတယ်သူနေထားနေဆိုရင်အဲ့လိုပဲဖြစ်သေးရတော့မယ်။ဒါပေမဲ့ခုလက်ရှိမှာမနေ့ကထိုးသွားတဲ့ Darkness နဲ့ပွဲမှာတော့ Rotan တော့လဲမထိုးနိုင်ကြ။ Darkness ကို Dark Hero ကကစ်ပေါင်းစင်ပွဲမှာလဲထိုးချလိုက်ပါတယ်။ Darkness ကပဲညက်လို့လား တာခဲရူကပဲခေါင်းလုံးလို့လာတော့ကျွန်တော်လည်းမသိတော့ပါဘူးတေချာတာကတော့တာခဲရူကြောက်တော်လေးကောင်းနေအောင်တွေ့ရပါတယ်တော်လေးလေးကောင်းလာပါတယ်အင်းကထဆိုင်ရင်နချီမြောက်ပါပဲ၃ချိန်တိလဲကြအောင်ထိုးပြီးတာခဲရူကဒါနက်စ်ကိုလဲထိုးနဲ့နိုင်ရသွားပါတယ်အခုဒီပွဲမှာတာခဲရူတော်ကောင်းလုံးနေအောင်တော့ကျွန်တော်တို့ပြိတ္တတွေတော်များတွေ့ရပါတယ်တော့ဒါနဲ့ပွဲတော့ကနဲ့တခြားစီပါ ထုံးချက်တွေလည်းအရန်ကိုကောင်းလွန်းသလိုအရန်ကိုလည်းတိကျတက်သားလွန်းသလိုနိစ်နဲ့ပိုင်းကလည်းတော်လေးကိုပြစ်ချလွန်ပါတယ်ကျက်ပေါစင်ကပါလဲဆိုတာလုံးဝကိုပြသွားသလိုလက်ရည်နဲ့တော်လေးကိုမိုက်ပါတယ်တေချာပြင်ဆင်လာတဲ့ပုံကိုပြသသွားတာပါဒါကဲရူကနောက်ပြီးတော့ဂျပန်ပြည်သက်တည်ရှိမှာခုလိုအလဲထူးနိုင်ပွဲရိုက်ယူနိုင်တဲ့အတွက်သူ့အတွက်တော့ဒီနိုင်ပွဲကတန်ဖိုးဖြတ်လို့မရပါဘူးသူကိုယ်တိုင်ကလည်း ဂျပန်ပြည်သက်တွေရှိမှာသူ့အိမ်ခွင်မှာထိုးရတာကဘာနဲ့မှတံပိုးဖြတ်လို့မရဘူးဆိုတာတာခဲရူကအခုလိုပြောကြားသွားပါတယ်